ဆာလံခန်းကြီး109ခန်းငယ်6ဖြစ်ပါတယ်။တောင့်တသောဝိညာဉ်ကိုရောင်ရဲစေ၍မုတ်သိပ်သောဝိညာဉ်ကိုလည်းကောင်းသောအရာနှင့်ဝါစေတော်မူ၏။အဲကျွန်တော်တို့ဒီကနေ့တောင့်တတဲ့ဝိညာဉ်ကဘာကိုတောင့်တနေတယ်လဲအရေးကြီးတယ်။ကျွန်တော်တို့မုတ်သိပ်စာငတ်နေတဲ့အရာကဘာလဲအရေးကြီးတယ်။တတိအခန်းကြီးနှစ်တိအခန်းကြီး10ခန်းငယ်9မှာဆိုရင်ဘုရားခင်သည်ငါတို့ဟာကြောက်တတ်သောစိတ်တော်ကိုပြီးတော်မူသည်မဟုတ်တကိုးပါသောစိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်တော်ကိုပြီးတော်မူ၏တဲ့။ အဲ့တော့ဖရာသခင်ကကြောက်တတ်တဲ့စိတ်ကိုမပေးဘူးနော်တကိုးပါတဲ့စိတ်ချစ်တတ်တဲ့စိတ်ရှင်းလင်းတဲ့စိတ်ကိုပေးတယ်ဆိုရင်ကျမတို့ခုနပြောတဲ့မျော်လင့်တဲ့အရာကျမတို့ငတ်ပွတ်တဲ့အရာကကြောက်ရွံ့တဲ့အရာကြောက်ရွံ့ခြင်းဆိုရင်တော့ကျမတို့ကြောက်ရွံ့ခြင်းတွေပဲပြန်ရမှာဖြစ်တယ်ကျမတို့ယုံကြည်ရမှာကဖရာသခင်ကကျမတို့ကိုကြောက်ရွံ့ခြင်းမပေးဘူးတကိုးပါတဲ့စိတ်ကိုပေးတယ်ချစ်တတ်တဲ့စိတ်ကိုပေးတယ်ဆိုရင်ကျမတို့ကအဲ့ဒီအရာကိုမျက်မှောက်ပြုပြီးအဲ့ဒီအရာကိုမျှော်လင့်တဲ့အခါမှာကျမတို့ရဲ့ရရှိတဲ့အရာတွေကလည်း တတိရှိတဲ့အရာတွေရဲစွမ်းတတိရှိတဲ့အရာခွန်အားရှိတဲ့အရာဖြစ်လာမယ်ဆိုတော့ကျွန်မခွန်အားပေးချင်ပါတယ်လို့နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ရာကုတ်ခန်းကြီးနှစ်ခန်းငယ်22မှာယုံကြည်ခြင်းသည်အကျင့်နှင့်အတူပြုပြင်၍အကျင့်အားဖြင့်စုံလင်သည်ကိုသိမြင်ရ၏တဲ့အဲကျွန်မတို့ဘာကိုယုံကြည်ရမလဲကျွန်မတို့နော်အကျင့်အားဖြင့်တော့ဖြောက်မတ်ရသူမရောက်ပေမဲ့လို့ဘုရားခင် ပေးထားတဲ့ဖြောက်မတ်ခြင်းကကျွန်မတို့ရဲ့အကျင့်နဲ့လက်တွေ့လိုက်ရှောက်မှသာရင် ပြေဆုံးချင်းဖြောင်းမှန်ချင်းကိုရတာဖြစ်တယ်เนาะဒါကြောင့်ကျွန်တော်တို့ကိုကိုကိုလူတွေတော်တော်များများပြောတဲ့ငါတို့လူပဲကွာအားနဲ့ချက်ရှိမှာပေါ့เนาะဘယ်ဆုံးလင်းမှလဲအဲ့ဒီလူတွေကိုကြည့်လိုက်အမားတွေအများကြီးပဲအဲ့တော့ကျွန်တော်တို့ပြောချင်တာလူဖြစ်တဲ့အတွက်မှားတာကအပြစ်မဟုတ်ဘူး ဒါမဲ့ငါကမှားတတ်တယ်ဆိုပြီးအဲ့ဒီအမှားကိုဆက်လက်တီးရှိစေတာကျမတို့အားနဲ့ချက်ပြတယ်အပြစ်ဖြစ်တယ်နော်ဒါကြောင့်ဒီကနေ့ကျမတို့ယုံကြည်ရမယ့်အရာကပါလဲဆိုရင်ခရစ်တော်အပြင်ငါဒီခတ်သိမ်းသောအရာကိုတတ်နိုင်တယ်ငါဒီခရစ်တော်ရဲ့အသွေးတော်တကူအပြင်ဖြောက်မတ်တော်သူဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့စာငတ်ခြင်းမုတ်သိပ်ခြင်းမျှော်လင့်ခြင်းတောင့်တခြင်းနဲ့သွားမယ်ဆိုရင်ကျမတို့အသက်တာဒီဖျားခင်နဲ့အတူခရစ်တော်နဲ့အတူစုံလင်ခြင်းကြီးရင်ခြင်းအသက်တာကိုရောက်ရှိလာမှာဖြစ်ပါတယ်လို့ဒါလေးကိုခွန်အားပေးခြင်းနော် နောက်ပြီးတော့နောက်ဆုံးတစ်ခုကဘာလဲဆိုအေဖက်ခန်းကြီး၄အခန်းငယ်73ငါတို့ရှိသမျှသည်ယုံကြည်ခြင်းသို့၎င်းဖျားသခင်ဤသားတော်ကိုတည်ကျွမ်းခြင်းသို့၎င်းတညီတညွတ်ထီရောက်၍ခရစ်တော်ဤပြည့်စုံခြင်းပမာဏအရက်ဒီဟုသော ကြီးရင်သောလူဖြစ်သူယောက်ျားသည်တိုင်အောင်ဖြစ်သည်ဒီနေ့ကျမတို့ခရိယန်တွေရဲ့ပန်းတိုင် daily purpose เนาะခရိယန်တွေရဲ့နေ့စဉ်ရည်ရွယ်ချက်ပန်းတိုင်ကပါလဲဆိုရင်တရက်ပြီးတရက်ခရစ်တော်နဲ့တူလာစေဖို့ဖြစ်တယ် ဒါကြောင့်တကယ်ခရစ်တော်နဲ့တူအသက်ရှင်တဲ့သူကလေပြောင်းလဲခြင်းကိုတွေ့ရတယ်။အဲကျမတို့ဟိုးအရင်တော့ကနော်ဟိုလွန်ခဲ့တဲ့ဆယ်နှစ်ကတွေ့တော့လေအရက်တော့တယ်၊ဆဲနေတယ်၊ဇာတိဆန်နေအခုတွေ့တော့လေအဲ့လားဆိုပြောင်းလဲခြင်းသက်သေမဖြစ်သေးဘူး။ခရစ်တော်နဲ့အတူပြောင်းလဲခြင်းသက်သေကိုရောက်တဲ့သူဖြစ်မှသာလင်ကျမတို့ကခရစ်တော်ကဲ့သို့ပြည့်စုံခြင်းပမာဏအရက်ဒီဟူသော ကြီးရင်သောသူရင့်ကျက်သောသူ mature person ဆိုတဲ့ ပြည့်စုံတဲ့စုံလင်တဲ့လူအဖြစ်ကိုရောက်မယ်ဆိုတာ哦เนาะကျမတို့နေ့စဉ်မျက်မှောက်ပြုခြင်းအပြင်ထိုးရာကိုတောင့်တခြင်းမျှော်လင့်ခြင်းငတ်မို့ခြင်းအပြင်ကျမတို့ဆက်လက်ပြီးတော့မခရိယတက်တာကိုရှောင်လန်းရအောင်ဒါဆိုရင်တရက်ပြီးတရက်ကြည်ရပြီးတရက်ပါဖြစ်လာမယ်ကျမတို့ကตาရွတ်စုံလင်တော်သူခရစ်တော်နဲ့တဒံတူလာတော်သူအဖြစ်ကျမတို့ဒီလောကအလယ်မှာမျက်နှာသာရတော်သူဖရာဘုံထင်ရှားတော်သူတရက်ပြီးတရက်ပြောင်းလဲခြင်းတက်တွေကိုပြနိုင်တဲ့သူတွေအသေးရှိတော်သူတွေဖြစ်လာမှာဖြစ်ပါတယ်ရောက်စီတော်ဖျာရှင်ကောင်းကြီးပေးပါစေ 我苦七八千块，买的千里亚罗。嗯 မနက်ကတော့เนาะကျမကိုယ်တိုင်ရေးတဲ့ဆင်းလေးချီးမွမ်းခဲ့တယ်ဆိုတော့ကျမနာမည်ကတော့မာရီယာအီဇာဖြစ်ပါတယ်เนาะတေးတေးဆိုလည်းဖြစ်ပါတယ်ပကြီးဆရာတူလည်းဖြစ်တယ်ဘုရားခင်အမှုတော်ဆောင်လည်းဖြစ်တယ်ဆိုရင်ကိုလေးတို့နဲ့တူเนาะအသက်16နှစ်တည်းရเนาะကျမတွဲခေါ်ခဲ့တာဖြစ်တယ်เนาะအရန်ဆိုးတဲ့ကလေးလေးဖြစ်တယ်အရန်စိတ်ကောက်တက်တယ်เนาะဒါပေမဲ့ကိုလေးတို့ရဲ့မြတ်တာနဲ့တွဲခေါ်ခြင်းအဖြစ်ကျမအမှုတော်ရဲ့မြတ်ထမှာပါဝင်လာတာဖြစ်တယ်ဆိုတော့เนาะအမှုတော်အဖြစ်တော်၎င်းကျမရဲ့ဒီဘုရားခင်ပေးထားတဲ့စုကျေးဇူးတေးတေးဆိုအဖြစ်တော်၎င်းပေါ့เนาะအဲအမှုတော်မြတ်ထမှာပါဝင်နေတယ်ဖြစ်တယ်အဲဒီနှစ်ထက်မှာတော့ကျမတို့ဘာလ ာအလုပ်တာလဲဆိုတော့ reggae သချင်းလေးတပုတ်ကိုနော်အဲဆိုတော့ soft folk နဲ့ကျမနဲ့ juice ဆိုတာပါတယ်အမ် music video လေးလည်းရှိပါတယ်ဆရာကြီးဦးညင်းလာနဲ့လည်း juice ရဲ့သချင်းတွေထွက်တာတယ်ဆိုတော့နောက်ဆုံးကျမသချင်းနေနေရတော့အဲ zamdu ဆိုထားတဲ့အရာရာကောင်းဖို့ဖြစ်လာတယ်ဆိုတော့နော်အဲ jazz သချင်းလေးပေါ့နော်အဲ့ဒါလေးထွက်ထားပါတယ်လို့အခုကျမချီးမွမ်းမဲ့သချင်းလေးက reggae သချင်းပဲဖြစ်တယ်ကျမရေးတာတော့မဟုတ်ပါဘူးဆရာပေါ်ရေးတာဖြစ်တယ်ပေါ့နော်ဆိုတော့ဖျားခင်ကအချိန်တိုင်းနိုင်တိုင်းစက္ကန့်တိုင်းမှာအချိန်အနေတိုင်းမှာကောင်းမြတ်တယ်ဆိုတဲ့အရာလေးကိုနော်ခုံတော်ချီးမွမ်းကြပါတယ်လို့ హలో

ဲကဲ့သို့သောအဆုံးဆုံးနဲ့ကြုံတွေ့ရသည့်ဖြစ်စေကျွန်တော်တို့ယုံကြည်ရမယ့်အရာတစ်ခုကဘုရားခင်သည်ကျွန်တော်တို့အတွက်ဘတော်မှအဆိုးတွေမလုပ်တာမဟုတ်ဘူး။ကောင်းဖို့အတွက်ဖြစ်လာတာဖြစ်တယ်။အရာရာတိုင်းမှာကောင်းပြီဖြစ်စေဆိုးပြီဖြစ်စေဘုရားခင်ရဲ့ကောင်းမြတ်ခြင်းကတော့အစဉ်မြဲတည်နေတာဖြစ်တယ်။ဒါကိုယုံကြည်ဖို့ဖြစ်တယ် Like a minute, tai, to so note the shins they die. ဖျားကောင်းမြလို့နဲ့ဖျား